Hello အားလုံးမင်္ဂလာပါ။ကိုနေဖဘော channel နဲ့အားလုံးကိုပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ကဲဒီနေ့ကျွန်တော် Champion League ပွဲစဉ်တွေစတင်ကြပါပြီ။ပထမညဖြစ်ပါတယ်နော်။တညမှာကိုပွဲစီကံသွားမှာဖြစ်ပါတယ်။အဲ့တော့မနေ့ကတော့ကျွန်တော် West Ham Body တကြောင်းနဲ့ပြီးခဲ့တယ်ပေါ့နော်။အဲ West Ham Body လစ်သွားတယ်။အဲဘယ်လိုပြောရမလဲ။ညပြပဲမကောင်းသေးတာလား။ကစားသမားတွေပဲညံ့နေသေးတာလားဆိုတော့ဟို statistics တွေလိုက်ကြည့်တော့ position တွေရောအကုန်အကုန်လုံးကို Brentford အကုန်တာတာနေအောင်တွေ့ရတယ်ပေါ့နော်။ တော့အဲနီးပြားနဲ့ကစားသမားကြီးနဲ့လက်ရှိမှာကမစီမမိသေးဘူးလို့ပဲတုံသက်ရမှာပေါ့နော်အဲ့တော့အင်ကွင်းကြီးမှာလည်းရှုံပွဲတွေ့တယ်ဆိုတော့အင်ကွင်း၄ပွဲဆက်ဒီနေ့ယာဒီပထမဆုံးဒါ၄ပွဲဆက်ချုံသွားတာဆိုတော့တမိုင်းမှာလည်းဒါအဆူအလုံးချင်းနေဖြစ်နေရပါတော့အဲ့တော့ဘယ်လိုဖြစ်သွားလဲတော့မပြောတော့အဲ့တော့ဒီနေ့တော့ကျွန်တော်ချန်ပီယံလိပွဲနဲ့အတူအကောင်ဆုံးပြန်လည်ကြိုးစားကြပါမယ်အဲ့တော့ကျွန်တော်ချန်ပီယံလိကတော့နက်ကြီးတယ်အဲဘယ်လိုပြောရမလဲအ ခြေနောက်လည်းရင်လိုက်လို့မရဘူးခြေလွမ်းနေနောက်လည်းလေခြေလွမ်းနောက်ကလိုက်လို့ရတယ်ပေါ့နော်ခြေလွမ်းနောက်ကိုတော့လိုက်လို့ရတယ်တခါလီမှာတော့ဟိုခြေလွမ်းနေခြေလွမ်းနေကလည်းဟိုဒူဒူရှော့ပေါ်ပေါ်ကန်သွားတာ၄ဘူဂီကွန်ထရိုးတွေနဲ့ချိတ်ဆက်ထားတာမျိုးကြီးရှိရင်တော့လေဒါဟိုဘယ်လိုပြောမလဲတေချာမကန်ဘူးပေါ့နော်ဒီလိုဟာလေးတွေကလည်းရှိတတ်တယ်အဲအဲ့ဒါလေးကိုတော့ကျွန်တော်ညီကိုလေးဒါနားလည်ထားဖို့တော့လိုအပ်တယ်အဲ့တော့ပထမဆုံးကျွန်တော်တို့ဒါ7နာရီ15ပွဲတွေကနေပဲစပြီးတော့တုံးတက်ကြတာပေါ့နော် တော့ဘာစီလိုနာကျွန်တော်ဘာစီလိုနာပွဲအရင်စပြောကြဘာစီလိုနာစတဲ့ကြီးနှလုံးကိုမိုင်းနဲ့20ရှုံ30ရှုံလောက်ပြီးခဲ့တယ်ဗျเนาะအဲဂူပေါင်းကြီးက3လုံး80ရှုံ90ရှုံပြီးတယ်လက်ရှိမှာတော့ဘာစီလိုနာနှလုံးကို30နိုင်လောက်ဖြစ်လာတယ်ဂူပေါင်းကြီး3လုံး60နိုင်လောက်ထိဒါဖြည်းဖြည်းချင်းတော့ကျလာတဲ့ဘောတော့တွေ့ရတယ်ဗောနော်အဲ့တော့အဲ့တော့အဲ့တော့ကျွန်တော်ဘာစီလိုနာပြီးခဲ့တဲ့ ဒီဒုတိယပွဲစဉ်ပေါ့နော်ချန်ပီယံလိဒုတိယပွဲစဉ်မှာကျွန်တော်တို့ဒါ PSG ကိုအိမ်ကွင်းမှာမယ်သူတို့ရှုံးသွားအော်ဒီနေ့ဒုတိယမြောက်ဒါအိမ်ကွင်းပွဲစဉ်ဖြစ်တယ်အော်ဒီအိမ်ကွင်းပွဲစဉ်မှာသူတို့အမှတ်ယူထားမှရမယ်သူတို့နှစ်ပွဲကံပြည့်အချိန်မှာနယူကလည်းဝေကွင်းမှာသူတို့နိုင်ခဲ့တယ်အခုဒါဒုတိယမြောက်အဲဒုတိယမြောက်ပွဲစဉ် PSG ကိုရှုံးနေအခုတတိယမြောက်ပွဲစဉ်မှာသူတို့ရှုံးပွဲတွေးလို့မရဘူးရမတ်ဒီဆုံးရှုံးလို့မရဘူးနိုင်မှဖြစ်မယ်အော်ဒီပွဲကသူတို့အတွက် match win game ဒီပွဲပြီးရင်လည်းသူတို့ Real Madrid နဲ့ဒါ Atletico Derby ကံမှုရှိနေသူတို့တော့လောလောဆယ်တော့ပွဲ ွချက်ကာလကိုတော့ရောက်နေပါတော့ဒီဂျီရိုနာနဲ့ပြီးခဲ့တဲ့ဒီဝီကန်မှာဂျူနာနဲ့ပွဲတင်မှာကကျွန်တော်ဘာစီလိုနာဒူးတီလောက်ပြီးရဲကြေးအောင်မယ်လို့ကျွန်တော်တွက်ခဲ့တယ်ဂိုးပေါင်းပေါ်လေကြိုက်ခဲ့ဒါမဲ့လည်းမှားသွားတယ်ပေါ့နော်အော်ဒီနေ့မှလည်းဒါဒူးတီလောက်ပေးနေတယ်ဒူးတီဝင်ရုပ်အခြေခံပြီးတော့နှလုံး30နိုင်လောက်ပေးနေတယ်ကိုပေါင်းကြီးကတော့၄လုံးအပြည့်နိုင်တော့ဖြစ်တယ်ကိုပေါင်းကြီးတော့အရင်မကြိုက်ဘူးဒီကိုပေါင်းကြီးက အိုလံပီယာကောဂိုးမရနိုင်တဲ့ဂျီနန်တမျိုးဖြစ်နေတယ်။အော်ဒီပွဲမှာကျွန်တော်ဒီနေ့တော့အမားမခံလောက်တော့ဘူး။ဂျီကလည်း၄ပွဲဆက်တိုက်ဂျီကျထားတယ်။အင်ကွင်းနဲ့ကြည့်မယ်ဆိုအင်ကွင်း၃ပွဲဆက်တိုက်ဂျီကျထားတဲ့အနေအထားမှာဘာစီလိုနာအနေနဲ့ဂျီပြန်အောင်ချိန်ရောက်ပြီလို့ကျွန်တော်တွေးပါတယ်။အဲဒါကြောင့်ဒီနေ့မှာကျွန်တော်ဘာစီလိုနာဘော်ဒီပဲကြိုက်တယ်။ဂိုးပေါင်းကိုကြည့်မယ်ဆိုရင်တော့ဘာစီလိုနာတင်းထက်နဲ့နှလုံး၃လုံးတော့ရောက်နိုင်တယ်။၄လုံးရောက်ဖို့ကြောင့်နည်းနည်းလေးခက်တယ်။အဲဒါအိုလံပီယာကောဂိုးရနိုင်ချေရှိလား။အိုလံပီယာကောဒီနေ့ရာဒီအဝေးကွင်းဒါ အတင်းကြီးနဲ့ဘလူးနက်ကံမျိုးကြီးအာဆင်နယ်နဲ့ကန်ထားတယ်အာဆင်နယ်ကလည်း2သီးနဲ့ပဲရှုံးအာဆင်နယ်လည်းနှလုံးတေးပဲပေးခဲ့တာကိုပေါင်းအပေါ်မတက်သွားဘူးပေါ့နော်အဲ့တော့ဒီလိုအနေထားမှာအိုလံပီယာကော့ကဒီလိုအတင်းကြီးနဲ့တွေ့ရခါမှာခန်းစစ်အသားပေးကစားတတ်တဲ့ကစားဟန်ကိုတွေ့ရတဲ့အနေထားအဲ့တော့ဂိုးပေါင်းအောက်လည်းကောင်းတယ်ဂိုးရဖို့ခက်တယ်အိုလံပီယာကော့ဂိုးရဖို့ခက်မယ်ဆိုဒီပွဲက2သီး3သီးဆိုတာအလွန်ဆုံးပေါ့နော်အဲ့တော့ကျွန်တော်ကတော့ဘာစီ3သီးလောက်ထိတော့သွားမယ်ထင်တယ်ဘော်ဒီတော့အပြည့်အောင်ပေးအောင်လိမ့်မယ်လို့ကျွန်တော်တွေးရဂိုးပေါင်းကိုတော့ အပေါ်မကြိုက်ဘူးအောက်လည်းပြောမှဆိုတော့မပေးကြည့်ဘူးနော်ကိုပေါင်းကတော့ဖြစ်နိုင်လက်ဆောင်လိုက်ပါမောင်းနေတဲ့လောက်ပဲကိုပေါင်းအောက်ဆိုးတာမျိုးတွေလုပ်ပါအအတင်းကြီးဖြစ်နေတဲ့အတွက်ဒါ17.55လေးဖြစ်နေတဲ့ဇုံပေါ်ပေးအောင်ပုံနည်းနည်းလေးခတ်နိုင်ကြီးရှိတယ်အဲဒါကြောင့်ဘာစီလိုနာဘော်ဒီတကြောင်နဲ့ကြိုက်တယ်ကိုပေါင်းအောက်မဖြစ်မနေရွေးပေးပါဆော့ကျင်တယ်ဆိုတော့ကိုပေါင်းအောက်နဲ့တွဲဆော့ပါဘော်ဒီအပေါ်နဲ့ကိုပေါင်းအောက်ဒီလိုလေးချိတ်ဆက်ပြီးဆော့မှအဆင်ပြေမဲ့အနေထားလို့ကျွန်တော်ယူဆပါတယ်နော်အော်နောက်တစ်ပွဲကခါရဲ MRD Power 4နဲ့ခါရဲ MRD ကို Power 4ကဝေးကွင်းကနေ level 30ရှုံးလောက်ပေးနေတဲ့ဂိုပေါင်းကြီး နှလုံးကို35ပြားရှုံအော်စားနေခြင်းနဲ့ရှေ့ရှုံစားနေခြင်းနဲ့အရင်ကြီးကွာမှုမရှိဘူးကြေးအပြောင်းနဲ့တိတ်ကြီးမှမတွေ့ထားဘူးပေါ့နော်အော်ပါဖိုးနဲ့ခါတဲ့ MRD ကတော့ဒီ color ranking ရကြည့်မယ်ဆိုရင်တော်တော်လေးကွာပါတယ်ပါဖိုးကဒါ cypress crab ပါအဲခါတဲ့ MRD ကတော့ castan clap ပေါ့နော်အဲ့တော့ဒီပွဲမှာကျွန်တော်ကပါဖိုးကိုဘယ်လိုပြောမလဲ playoff ပွဲစဉ်ကြီးကပါဖိုးကိုနည်းနည်းလေး ခြင်သွားတယ်လို့ပြောလို့ရတယ်ဗောနော်ဒီကောင်တော်တော်လေးကိုလုတ်ပြခဲ့တယ်ကြီးတီတောက်ချောက်အောင်သွားခဲ့အဲနောက်ပိုင်းမှာတော့ကျွန်တော်တိတ်မကြိုက်တော့ကြီးတီတောက်ချောက်အောင်လာဖြစ်တဲ့အတွက်ဟိုကောင်းပါလေလူစင်းရကြည့်မယ်သူ့မှာကလားနေကလားမတော်များဒီဘရာဇီးကတို့ပြီးတော့ခရိချာတို့နော်ဒီလိုကလားမမျိုးကြီးရှိနေတဲ့အတွက်ဟို quality player ရှိတယ် experience ရှိတဲ့ကလားမကြီးရှိတယ်အဲ့တော့ ဟိုကဒါနမဆွမ်းရည်ရကြည့်မယ်ဆိုရင်ပါဖို့နိုင်သွားနိုင်ရှိရပါတော့เนาะ level 30ရှုံးဆိုပေမဲ့တေလောက်တော့အနည်းဆုံးရမယ်ပြား30ရင်းပြီးကြည့်လို့ရဒါပေမဲ့ကျွန်တော်ဒီပွဲမှာခါတဲ့ MRD ရဲ့ cancel ကိုကျွန်တော်ယုံကြည်တယ်ယုံကြည်တဲ့အတွက်ကြောင့်ကျွန်တော်ဒီပွဲမှာဂူမောင်းအောက်ပဲအဓိကကြိုက်တယ် body ကိုမဖြစ်မနေရွေးဆိုတော့ခါတဲ့ MRD set လို့အသင်းမျိုးကိုတောင်မှဒါအိမ်ပွဲမှာတေရအောင်ခံကလားနိုင်ခဲ့တဲ့အနေထားဆိုတော့ပါဖို့ကိုလည်းတို့တကယ်ကံမယ်ကြိုးစားမယ်ဆိုရင်တော့ဒါအိမ်ကွင်း တမက်လောက်တော့သူရအောင်ယူနိုင်ကြများတယ်။အော်ဒီချက်နဲ့ကြည့်မယ်ဆိုရင်ပါဖို့ကိုကျွန်တော်မကြိုက်ရှင်ဘူး။ခါရဲ MRD body နဲ့ဂိုးပေါင်းအောက်လေးကိုကျွန်တော်ကြိုက်ရှင်နေပါတော့။ခါရဲမာဒီပြီးခဲ့တဲ့အင်ဂွင်းပွဲစဉ်မှာ real madrid ကိုသူတို့ 5c နဲ့ရှုံးတယ်ပေါ့ဖိုးကလည်းပြီးခဲ့တဲ့ပွဲစဉ်မှာ bayern munich ကို engwin မှာ15နဲ့ရှုံးတယ်တဲ့င်းစလုံးကြီးဥရောပအအင်အားကြီးနဲ့တဲ့င်းစလုံးကိုသူတို့ရှုံးထားတာဖြစ်တဲ့အတွက်ဒီနေ့တော့သူတို့ဒီဒါတေရီလောက်တီတော့အနည်းဆုံးရအောင်တော့ညှော်မှန်းပြီးကစားလာကြမယ်အနေထားတော့ဖြစ်တယ်ပေါ့နော်ဒီပွဲမှာကျွန်တော် ancient ခါရဲမာဒီပဲကြိုက်တယ် ကိုပေါင်းအောင်ကြိုက်တယ်ပေါ့နော်။ဘာနောက်တစ်ခုကဘာကြောင့်ကားခါရဲမှာယူကြိုက်လဲဆိုတော့ကျွန်တော်တို့ powerful အနေနဲ့ဒါဒီဘက်ရုရှားလိုတရုတ်နာထီကိုခီးလာအဖြစ်ခီးအနေငယ်ဝေးတယ်ဒီလိုခီးပန်းမှုကြီးကြောင့်လည်းကျွန်တော်တွက်ချက်ထားဖြစ်ပါတယ်။အဲ့တော့ဒီဒီနေ့မှာတော့ခါရဲအမှန်ဒီ body လေးနဲ့ကိုပေါင်းအောင်လေးကိုတွဲပြီးတော့ short တင်ချင်ပါတယ်။ဒါစတဲ့အစံကနှစ်ပွဲပြီးသွားပြီပေါ့နော်။နှစ်ပွဲကတနအိုင်ခွဲကြီးအကုန်ကံမဲ့ခွန်းခွန်းပွဲကံမဲ့ပေါ့နော်။ပထမပွဲကအာဆင်နယ်နဲ့အက်တလက်တီကိုမက်ထရစ် အာဆင်နယ်ကတလုံးတည်စတဲ့ပြီးခဲ့တဲ့၃လုံး80နိုင်ပြီးလက်ရှိမှာတလုံး10ပြားနိုင်၃လုံး90နိုင်အဲ့တော့1 1D ဝင်ရိုးအခြေခံပြီးတော့တလုံး30နိုင်တလုံး20နိုင်နေဒီဒါတေတပေါက်ကြောက်ရတဲ့အပေါ်တင်းကြေးအောင်မှုခတ်တဲ့ဂျီတန်းเนาะအဲ့တော့အာဆင်နယ်ကအဒီကိုဒီဂျီပေးတာမှန်ကန်မှုရှိလားဆိုရင်တော့ဒါလက်ခံပြီးလို့ရပါတယ်။ဘာကြောင့်လဲဆိုတော့လီဗာပူးဒီအဒီကိုနဲ့တွေ့ပြီးပါပြီ။အဲဒီတော့လီဗာပူးကအဒီကို1-20ပေးခဲ့တယ်။၃လုံးကို30နိုင်ပေးခဲ့တယ်။ နော်အော်1 23 29ပြီးဆိုရင်အာဆင်နယ်လည်း IG ပေးရမှာဗောလေပါဦးထက်အာဆင်နယ်ပြည်မြလီမှာဒါကြည်န်းတူတဲ့နှစ်တင်ဖြစ်နေရဲ့လက်ရှိမှာဒါလက်ရှိဆိုရင်ဒါမနေ့ကဟိုတနေ့ကလေဘာဘွားရှုံမဲတွေ့တဲ့ဇရားကိုအောက်ကို၃၄လောက်ကိုဆင်းသွားအနေထားအာဆင်နယ်ကတော့နည်းနည်းလေးပြားလေးပို့ပြီးပေးလို့ရမယ်အနေထားအဲဒါပေမဲ့1 plus 30ပဲပေးထားလေဘာဘူးလိုမျိုး1 minus 30မပေးထားဘူးပေါ့နော်အဲဒီတစ်ချက်လေးတော့ရှိအဲ့တော့ဒါပေမဲ့ကြည်န်းဒီ1 ठी ဝင်ရိုးပဲခြေခံတာဖြစ်တဲ့1 plus 30နဲ့1 minus 1 minus 30နဲ့ အဲ1-20နဲ့ဒီ1 plus 20တော့တိတ်ပြီးတော့အများကြီးပြောလို့မရဘူးအပြစ်ပြောလို့မရဘူးဒါ1ပြား90ဝင်ရိုးလောက်ထိပြင်သွားတာပြော့သွားတာမျိုးဆိုတော့ဒါပြောလို့ရ1 plus 90ဆိုတော့ဒီကြီးကအာဆင်နယ်နိုင်မှုခက်တဲ့ကြီးတယ်လို့ပြောလို့ရတယ်ပေါ့နော်ဟောဒါပေမဲ့ဒီပွဲမှာကျွန်တော် AD ကိုအနေနဲ့ပြင်းများလေး2ပွဲစလုံးအဝေးကွင်းပြင်းများလေးကလပ်တွေဖြစ်တဲ့လီဗာပူးနဲ့အာဆင်နယ်2ပွဲစလုံးသူမရှုံးတော့ဘူးလို့ကျွန်တော်ယူဆတယ်အာဆင်နယ်တို့တေလောက်တော့အနေဆုံးရောက်အောင်ခံကစားနိုင်မယ်လို့ကျွန်တော်ယူဆတယ်။ချန်ပီယံလိတမိုင်းတခြားအတွေ့အကြုံတွေနဲ့ရှင်ထိုးမယ်ဆိုရင် AD ကအာဆင်နယ်ထက်ပိုပြီးတော့ HPM များတယ်။နီပြစီမျိုးနီကလည်းနီပြ RD ဓာတ်နဲ့ပိုပြီးတော့ချန်ပီယံလိအတွေ့အကြုံတွေများတယ်။စီမျိုးဒီဒီ Real Madrid မှာ Ronaldo ကစားနေစဉ်ကချန်ပီယံလိဖိုင်နယ်တောက်လျှောက်တက်ခဲ့ပြီးမှ Ronaldo မကျော်လွန်ခဲ့ပဲနဲ့သူဒုတိယအနေနဲ့ပဲဂျင်းနိုင်ခဲ့ရတယ်။ဂျူပင်တက်ကို Ronaldo ပြောင်းသွားတော့တယ် Ronaldo နဲ့ထက်တွေ့တယ်။အဲ့မှာလဲဒါစီမီတို့ ቋ တော်တော့မှသူတို့တွေ့ခဲ့ရအဲ့မှာလဲသူထက်ပြုတ်တယ်။အဲ့တော့ Ronaldo ဒါမရှိခဲ့ဘူးဆိုရင်သူတို့ Atletico Madrid ကချန်ပီယံလိ၃ချောင်းရဘူးရနေပြီလို့သူအင်တာဗျူးတစ်ခုမှာဖြေထားတွေ့ဘူးတယ်။ အော်ဒီနေ့သားမှာချန်ပီယံလိတွေ့ကြုံချင်းရှင်းမယ်နီးပြတွေ့ကြုံချင်းရှင်းမယ်လို့ဝင်စီမူနီကမနှိမ့်နဲ့နီးပြเนาะအဲ့တော့ ။တမိုင်းမှာလည်းဒါအီနီကိုကချန်ပီယံလိဂ်ဒီမှာပို့ပြီးတော့ရှင်ပါနေတယ်ပို့ပြီးကျင်လည်ကျဆားနေတဲ့အတင်းဖြစ်တယ်ဒီနေ့မှာအာဆင်နယ်ကိုရုတ်ပြက်ဆင်းပြက်ဂိုးပြက်ချီပြက်မရှုံးတော့ဘူးလို့ကျွန်တော်ထင်တယ်။အဲကြောင့်အနည်းဆုံးရှုံးခဲ့တယ်မှာပြား30လောက်ပဲကျွန်တော်ပေးရမယ်။အော်အာဆင်နယ်တလုံးလောက်နဲ့ပဲကတ်နိုင်နိုင်ကြီးများတဲ့အတွက်ကျွန်တော်တို့အောက်အတင်းအက်တလက်တီကိုမက်ထရစ်ကိုကြိုက်တယ်။အလွန်ဆုံးအာဆင်နယ်1 c 2 1ဒီလိုမျိုးဒီလိုပေါက်တွေပဲလာနိုင်သေးပါတော့။အဲတော့ဂိုးပေါင်းကကျွန်တော်စဉ်းစားကြရရှိဂိုးပေါင်းကကျတော့2 1လာမယ်ဆိုကျွန်တော်ဂိုးပေါင်းအောက်နေမယ်ဆိုရင်အန်ဒီများတယ်။ဂိုးပေါင်းကြီးရရတော့လက်ပေါင်းပွင့်နဲ့ရှင်ထိုးမယ်ဆိုရင်လက်ပေါင်းမှ လေပေါင်းနဲ့ပွေလေးတော့3 2နဲ့နိုင်အဲ့တော့ကိုပေါင်းကြီးက3လုံး30နိုင်လောက်ပေးရဒါပေမဲ့ဒီပွဲမှာ3လုံးကို60နိုင်လောက်ပေးနေအနေထားเนาะအဲ့တော့ကိုပေါင်းကြီးရဆိုတော့ဒီပွဲကကိုပေါင်းအောက်ကိုသွားမဲ့အနေထားအဲ့တော့နောက်တစ်ခုကဘာနဲ့ချိန်ဆက်လို့ရလဲဆိုကိုပေါင်းအောက်တို့ရေလက်ရှိကားနဲ့ပေါင်းကြည့်မယ်ဆိုကိုပေါင်းအောက်3ပွဲစီအောက်ထားရလက်ရှိမှာအတလက်တီကိုမက်ထွေးကလည်းနောက်ဆုံး3ပွဲဆက်ကိုပေါင်းအောက်ကန်ထားတယ်အာဆင်နယ်ကလည်းနောက်ဆုံး3ပွဲဆက်ကိုပေါင်းအောက်ကန်ထားအဲ့တော့တောင်းမင်းတပင်ကြဖလိုးရကျွန်တော်တို့အမိချိန်ဆက်လိုက်မယ်ဆိုရင်တော့ဒီပွဲကကိုပေါင်းအပေါ်တက်သွားနိုင်ကြီးတော့ရှိတယ် နော်။အဲ့လိုမျိုးလေးကြောင့်ကျွန်တော်ဒီပွဲမှာကိုပေါင်းကိုရှောင်ကျင်တယ်။ကိုပေါင်းကဟို theory formula နဲ့ချိန်ဆက်လိုက်ပြီးတော့တွေးမယ်ဆိုရင်တော့ဒီပွဲကိုပေါင်းအပေါ်တက်လာနိုင်ကြီးများတယ်။အဲခြေတန်းရကြည့်မယ်ဆိုရင်လပောင်းပွဲနဲ့ရှင်ပြီးခြေတန်းနဲ့ချိန်ပြီးကြည့်မယ်ဆိုရင်ကိုမဲလုတ်ပြီးကြည့်မယ်ဆိုရင်ကိုပေါင်းအောက်သွားနိုင်တယ်။နော်အဲ့တော့အဲ့ဒါကြောင့်ကိုပေါင်းကကျွန်တော်မတင်မကြအန်ဒီအများနေတယ်အဲ့တော့ကိုပေါင်းကိုလက်ဆောင်ကျင်တယ်ကျွန်တော် Atletico Madrid body တကြောင်မဲ့ကြိုက်ပါတယ်နော်နောက်တစ်ခုက Villarreal နဲ့ Man City အော်စပိန်နဲ့အင်္ဂလန်နဲ့ခဏလာတွေ့ရနော်ဟိုပြီးခဲ့ဟိုဘောင်ကလည်းနျူကာဆယ်နဲ့ကျွန်တော်တို့ဘာစီလိုနာတွေ့တယ်အတလက်တစ်ဘီဘောင်နဲ့အာဆင်နယ်နဲ့တွေ့တယ်အခုလည်းဒါဘီလာရီယန်နဲ့မန်စီးတီးအာဆင်နယ်နဲ့အတလက်တီကိုမတ်ထွေစပိန်နဲ့ဟိုနဲ့အင်္ဂလန်နဲ့အပြိုင်နေပုံစံဖြစ်နေပြည်ဒီဟိုမှာချန်ပီယံလိမှာနော်အော်ဘီလာရီယန်ကိုမန်စီးတီးကဝေကွန်းနဲ့1ပလက်30နိုင်ပေးတယ်၃လုံးကိုတည်ရည်ပေးတယ် ဒီဘွဲကတော့ရိုးရိုးရှင်းရှင်းလေးတွေးမယ်ဆိုတော့ဘီလာရဲ့အင်ကွင်းကလည်းဂိုးတွင်းရရှိတယ်။ဗန်တီတီကလည်းလက်ရှိမှာနောက်ပိုင်းဟာလန်တောက်ချောက်ဂိုးတွေတွင်းနေရအနေထားမှာဒီဘွဲဂူပေါင်းပေါ်တက်သွားနိုင်ကြများပါတယ်။အဲနောက်တစ်ခုကတစ်ခုဆိုရင်ဇာကဘီလာရဲ့အင်ကွင်းနောက်ဆုံးအဲနောက်ဆုံးသုံးဘွဲပေါ့နော်အင်ကွင်းတော့မဟုတ်နောက်ဆုံးသုံးဘွဲသူတို့ဂူပေါင်းအပေါ်ကန်တာအဲ့ဒါဘီလာရဲ့ဘက်ကကြည့်ဒီဘွဲဂူပေါင်းအဝင်နိုင်တဲ့ flow မန်တီတီဘက်ကကြည့်တော့ကိုပေါင်းအောင်နှစ်ပွဲကန်ထားလို့မန်တီတီဘက်ကကြည့်တော့ကိုပေါင်းအပေါ်လာနိုင်တဲ့ flow တစ်ခုတော့ရှိနော်အဲ့လိုလေးတော့ရှိရဲ့အော် ranking နေဘာတွေရကြည့်မယ်ဆိုတော့မန်တီတီကတော့ပို့ပြီးတော့ဒါဘီလာရီယက်တဲ့ level တစ်ခုမြင်းနဲ့အတင်းဘီလာရီယက်ဆိုတာကကျွန်တော်စပိန်လာလီဂါမှာဆိုရင် Real Madrid တို့ Barcelona တို့ Atletico Madrid တို့ရဲ့ အောက်ကအတင်းပေါ့နော် level တစ်ခုနှိမ့်နေတဲ့အတင်းအဲ့တော့ဘီလာရီရဲဆိုတာကျွန်တော်ယူပါလီလို့ပေါ်လို့မှာပဲဒါကျင်လင်ကျဆားနေကြအတင်းချန်ပီယံလိဆိုတာကရန်ဖန်ရခါလောက်ပဲအမန်စီးတီးကနောက်ပိုင်းနှစ်တင်းမှာဒါချန်ပီယံလိမှာမြန်မြန်ကျင်လင်နေတဲ့အတင်းဆိုတာမန်စီးတီးကပို့ပြီးစီနီယာကြတယ်ပို့ပြီးတော့ HPN ပို့များတယ်ချန်ပီယံလည်းဖြစ်ထားပြီးပြီဆိုတော့ဒီဘက်မှာမန်စီးတီး1ပလက်30နိုင်ကြီးတန်းကကျွန်တော်မန်စီးတီးတလုံးအတာလောက်နဲ့အဲကတ်နိုင်သွားနိုင်ကြီးများတယ်လို့ကျွန်တော်ယူဆတယ် အဲ့တော့ဒီဘက်ကကျွန်တော်မန်စီးတီးနဲ့ကိုပေါင်းအပေါ်ဒီလိုလေးစုံပေါ်လေးကျွန်တော်တွဲပြီးတော့ကြိုက်တယ်ပေါ့နော်အဲဒီနေ့မှာအင်္ဂလန်ကလပ်တွေအကုန်ကျင်းမောင်းနိုင်မှုစပိန်ကလပ်တွေလည်းအကုန်ကျင်းမောင်းနိုင်မှုဒီလိုမျိုးဟို cross in လင်းလိုက်ပြီးချိန်မယ်ဆိုတော့အဲဒီနေ့မန်စီးတီးအဝေးကွင်းကျင်းအောင်မယ်ဆိုရင်အာဆင်နယ်အိမ်ကွင်းကြီးကြလို့ရတယ်အဲပြီးတော့ ဗီလာရဲ့အိမ်ဝင်ကြီးကြမယ်ဆိုရင်အက်တလတီမက်ထရစ်အဝေးဝင်ကြီးအောင်လုပ်ရပြီးတော့နျူကာဆယ်တပွဲတော်ရှိတယ်။နျူကာဆယ်ကတော့ပေါ်တူဂီကလပ်ဘင်ဖီကာနဲ့ဖြစ်တဲ့နျူကာနျူကာဆယ်အိမ်ဝင်ကတော့ကြီးပေးအောင်လုပ်ရတယ်။ဘာကြောင့်လဲဆိုတော့အာဆင်နယ်အိမ်ဝင်ကြီးကြရတဲ့အတွက်အဲ့လိုမျိုးတွေတော့ဟိုနည်းနည်းလေးတော့ဟိုလိုက်ပြီးချိတ်ဆက်ပြီးတော့စဉ်းစားမယ်ဆိုတော့အများကြီးတော့ကျေပြန့်တာပေါ့နော်။ဒါပေမဲ့ကျွန်တော်ဒီဟာကိုခြေလွှမ်းရကြည့်မယ်တမိုင်းစင်လာရအတွေ့အကြုံတွေရကြည့်မယ်ဒီနေ့မှာမန်စီးတီးသုံးပေါ်အောင်သွားနိုင်ကြီး2-1လို့တပေါင်းမျိုးလာနိုင်ကြီးများတယ်ပေါ့နော်။အဲကျွန်တော်ကတော့မန်စီးတီးပွဲကိုသုံးပေါ်လေး ကြီးရတော့အများကြီးပြောင်းလဲမှုဖြစ်ကြီးရကိုပေါင်းကြီးတော့ပြင်းလာစတယ်ကြီးရောကိုပေါင်းကြီးတောလုံး30ဆိုတော့အခုတောလုံးတည်ရေဆိုတော့ကိုပေါင်းကြီးကိုပေါင်းပေါ်လီလှတယ်ပေါ့နော်အဲကျွန်တော်နောက်တစ်ပွဲသွားပါမယ်နျူကာဆယ်နဲ့ဘင်ဖီကာနျူကာဆယ်တလုံး20နိုင်ကိုပေါင်းကြီးတောလုံး55ပြားနိုင်အော်နျူကာဆယ်နဲ့ဘင်ဖီကာမှာဒီကြီးနဲ့အမှန်ငံမှုရှိလားချဲစီတုံးကလည်းဘင်ဖီကာကိုဒီကြီးပဲပေးခဲ့တောလုံး40နိုင်ကိုပေါင်းကြီးပေးတယ်1 plus 30နော်အော် နယူကာဆယ်နဲ့ချဲတီလက်ရှိပြည်များလေးဒီဘက်မှာကြည့်မယ်ချဲတီရအပေါ်ကအတင်းနယူကာဆယ်အောက်ကအတင်းပြောအတင်း level တခုအရကြည့်မယ်ဆိုရင် Chelsea ဒီ Quad Club Champion ဖြစ်ထားတဲ့အတင်းပို့ပြီးတော့ powerful ဖြစ်တဲ့အတင်းပို့ပြီးတော့နာမည်ရှိတဲ့အတင်းပို့ပြီးတော့အင်အားကောင်းတဲ့အတင်းအဲ့လိုမျိုးနဲ့ကြည့်မယ် Chelsea လိုမျိုးဘာဖြစ်လို့ New Garden ကြီးပေးရတာလဲအဲ့အဲ့တစ်ချက်ကစဉ်းစားလျက်ရှိရင် New Garden အနေနဲ့ ီနေ့မှာအင်ကွင်းမှာတကယ်ရိုက်တော့မှာတစ်ဖက်ကဘေဘီကောပြန်ကြည့်ဘေဘီကောဒီနေ့ချန်ပီယံလိမှာလုံးဝနိုင်ပွဲမရသေးတဲ့အတင်းလက်ရှိမှာမော်ရင်ဟိုကင်နေမော်ရင်ဟိုဒီပြည်များလိမှာကျင်လေခဲ့ဘူးတဲ့နီးပြတယောက်ဖြစ်တဲ့အတွက်ပြည်များလိအတင်းနေရဲ့အထာကိုနဲ့တဲ့နီးပြအဲ့တော့ဂျီဒန်နဲ့ကြည့်မယ်ဆိုတော့နျူကာလေကကျွန်တော်နေချင်းစရာကောင်းတယ်နီးပြအရေးရှင်းနေကြောင်ကြည့်မယ်အဲဘီဘီကာနျူကာဆယ်ဆိုင်ချန်ပီယံလိမှာပိုပြီးကျင်လည်နေတဲ့အနေထားရကြည့်မယ်ဆိုရင်တော့ဘီဘီကာကိုနေချင်းစရာကောင်းတယ်အဲ့တော့ဘာလို့ရွေးချယ်မလဲပေါ့နော် ဒီပွဲကဖြစ်ဟိုနည်းနည်းလေးဟိုဟိုလိုလေးစဉ်းစားလို့ရအာဆင်နယ်ပွဲက17:55ကန်လိုက်လို့အာဆင်နယ်ဘော်ဒီကြီးကြခဲ့မယ်ဆိုရင်ဒီပွဲကညူးကလည်းဘော်ဒီယူလို့ရတယ်ဒါပေမဲ့ခက်တာအာဆင်နယ်ညူးကလည်းအချင်းကတနအိပွဲအတူတူကန်ပါဆိုတော့ဟိုအတူတူဆိုတော့ဘာမှဟိုကွန်မဲလုံးကြီးလို့မရတော့ဘူးပေါ့နော်အဲ့တော့ဟိုကျွန်တော်ကဒီပွဲမှာဘော်ဒီထက်ပေါ့နော် ဘော်ဒီကအန်ဒီများတယ်ဘင်ဖီကာကိုလည်းကျွန်တော်တိတ်ပြီးတော့မယုံရဲဘူးပေါ့နော်ဟိုနီပြမော်ရင်ဟိုလက်ထက်မှာတော့သူချဲစီဟိုတပွဲတည်းရှုံးလာရဆိုမှကျန်တဲ့ပွဲလေးမှာသူနိုင်ပွဲနဲ့တိတ်ပွဲတွေရှိထားတယ်ဒါပေမဲ့ချန်ပီယံလိမှာသူအမှတ်လိုနေပြီဆိုဘင်ဖီကာလေးယုံပါပဲနျူကာလည်းအိမ်ကွင်းကလည်းကောင်းတယ် စင်ချင်းဘက်မှာဘေးတင်းလာတော့ဖိုက်ရတယ်အဲ့ဒါဆိုတော့နျူကာဆယ်လည်းဂိုးရသွားနိုင်တယ်လို့ဘင်ဂီကာလည်းနိုင်ပွဲလိုအပ်နေတဲ့အတွက်ဂိုးပေါင်းကြီးတော့တိတ်မကြိုက်ဘူးကျွန်တော်ဂိုးပေါင်းအပေါ်တော့ကြိုက်တယ်သုံးလုံး55ပြားနိုင်တဲ့ကြီးတန်းကတော့နုတယ်နုပြီမဲ့ကျွန်တော်ဒီပွဲကိုဂိုးပေါင်းအပေါ်လာမလားပေါ့2-1တပေါက်ကျွန်တော်မှန်းတာပေါ့နော်နျူကာလည်း2-1နဲ့နိုင်တာမျိုးလို့ဘင်ဖီကာကလည်း2-1နဲ့ပြန်နိုင်တာမျိုးဒါမျိုးကြီးလည်းဖြစ်လာနိုင်ရှင်အဲ့တော့ဒီဘက်မှာကျွန်တော် body ကို body ဆိုတော့ကျွန်တော်ပွင့်ရလင်းလေးပြောရင်တော့ benfica ကိုပူကြိုက်တယ်။ new ကလည်းကြေးပေးတာပြင်းနေရတော့မှန်တယ်။ဒါပေမဲ့နိုင်ပွဲလိုအပ်နေတဲ့ benfica ဒီနေ့မှာကျိုးစားလာမယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်။အဲအကြောင်ကျွန်တော် benfica body နဲ့ကိုပေါင်းအပေါ်ပဲဒီလိုလေးတွဲဆော့နေခြင်းနဲ့ body အောက်နဲ့ဂိုးပေါ်ပေါ့နော်။ crossing လေးကျွန်တော်တွဲဆော့စီခြင်းပါတယ်။ဒါပေမဲ့အဲနည်းနည်းတော့ဟို ဒီများလေးအိမ်ဝင်နှစ်ပွဲစလုံးကြီးကိုဘက်ကန်ထားတာနည်းနည်းလေးအန်နေတော့များတယ်ပေါ့နော်ဒီပွဲကတော့ကျွန်တော်ခူပေါင်းအပေါ်လေးကိုအဓိကဆော့နေခြင်းနဲ့ဘော်ဒီကိုတော့ဘီဘီကောင်နည်းနည်းလေးတော့ဒါမောင်းနေတဲ့လောက်ပဲဆော့ဖို့အကြံပေးခြင်းပါနော်အော်နောက်တစ်ပွဲ PSV နဲ့ Napoli Napoli ကတလုံးအဲ sorry level 40ရှုံးပေးတယ်၃လုံး20နိုင် PSV ကလည်းကျွန်တော်ဒီလိုပဲဟိုချန်ပီယံလိမာလက်ရှိမှာဘယ်လိုပြောမလဲ နိုင်ပွဲမရသေးဘူးပေါ့နော်နိုင်ပွဲမရပထမဆုံးအင်္ဂွင်ပွဲစဉ်မှာ Union စိတ်က1-3နဲ့ရှုံးတယ်ဒုတိယပွဲစဉ်လေးပါကိုလင်1-1နဲ့တည်ကြတယ် Napoli ကတော့ဒါဒုတိယပွဲစဉ်မှာ2-1နဲ့ Sporting ကိုနိုင်တယ်ပထမပွဲစဉ်မှာ2-2နဲ့ဒါ Man City ကိုသူရှုံးတာအော် Napoli ကအဝေးပွဲအဝေးကွင်းဖြစ်နေတယ် ရှိသုံးပွဲမှာအဝေးကွင်းသုံးပွဲကျော်ပြောင်းချက်သုံးပွဲစလုံးသူလိုရှုံးနိုင် ACO 21နဲ့ချုံနဲ့ Man City 2C နဲ့ချုံနဲ့နောက်ဆုံးပွဲတိုရီနို 1C နဲ့ရှုံးတယ်အဝေးကွင်းဖောင်ညံ့တယ်လို့ပြောလို့ရတယ်ပေါ့နော်အော် PSV က Netherlands Club ဖြစ်နေတယ် Netherlands Club ဖြစ်တဲ့အင်ကွင်းအားကောင်းတဲ့အာ Netherlands Club တဲ့အင်ကွင်းအားကောင်းတယ်ပေါ့နော်နောက်တစ်ခုက Netherlands League နဲ့ဒီ CDA League နဲ့ရှင်းမယ်ဆိုရင် CDA ကပို့ပြီးတော့အားကောင်းတဲ့ level တစ်ခုမြင့်တဲ့အတင်းပေါ့နော် level တစ်ခုမြင့်တဲ့ League ပေါ့နော်အော် ဒီနေ့ကဘာကြောင့်နာပိုလီကလည်းပဲပြားရှုံးလောက်ပဲကြီးပေးတာလဲပေါ့ဒါကကျွန်တော်တို့စဉ်းစားကြရတခုဖြစ်နေတယ်။အာဒီကြေးမှာကျွန်တော်တော့နာပိုလီကြီးတန်းကနုနေလို့ကျွန်တော်ထင်တယ်။ဒါပေမဲ့ကြီးဖိန်ထားမှာကိုလည်းစိုးရင်ရတယ်ပေါ့နော်။နာပိုလီဒီတက်ပို့ပြီးတော့ကြီးပေးလို့ရမှာလဲပဲလဲပဲဘယ်လောက်တော့ပေးလို့ရမှာလဲပဲ90ရှုံးလောက်ပေးလို့ရမှာ။ဘာလို့အင်တာမီလန်စီးရီကလပ်ဖြစ်တဲ့အင်တာမီလန်ဒီနယ်သာလန်ကလပ်ဖြစ်တဲ့အီဂျက်တုန်းကဝမ်ပလက်ပေါက်ခဲ့တာနော်။အဲ့တော့နာပိုလီလည်းပေးမယ်ဆိုရင် 1 plus မပေးနိုင်တော့ level 80ရှုံ90ရှုံတော့ပေးရဲတင်းနေပေးလိုက်ပါအဲ့ဒါဆိုနာပိုလီအနိုင်ကဒါကြောစဉ်းစားပြလို့ရအခုလက်ရှိပေးတဲ့30ရှုံ40ရှုံကနာပိုလီနိုင်ဖို့ခက်တဲ့ကြီးတဲ့လို့ကျွန်တော်ယူဆတယ်အဲ့တော့ ancient PSV body ကြိုက်တယ်တုံးလုံး20နိုင်ဆိုကြီးတဲ့ကနာပိုလီလည်းအချိန်မရွေး900နိုင်တယ်လို့ PSV လည်း900သွားနိုင်ကြီးရှိရဲ့ပြီးတော့ Netherlands League ကဂိုးပေါင်းအပေါ်လေးတွေကန်တက်တဲ့ဇယိုက်လက္ခဏာများတဲ့အတွက်ဒီပွဲမှာကျွန်တော်ဂိုးပေါင်းအပေါ်ကြိုက်တယ် ancient PSV body ကြိုက်ပါရယ်เนาะနောက်တစ်ပွဲ USG နဲ့ Inter Milan Inter Milan တစ်လုံး65ပြားနိုင်နှလုံး90ရှုံအော်ဒီမှာဆို Inter လုံးပြီးတယ်မြင်လားဟိုအဝေးကွင်းဆိုမဲ့တစ်လုံး1.60ပြီးတယ်အာအဲ့ဆိုရင်ခင်ဗျာ Inter နဲ့ဒီ Napoli နဲ့ဂျီန်တူလို့လာသွားကြည့်မယ်ပေးစရာတော့သွားကြည့်လိုက်လက်ရှိ Idrisi ရဲ့မပေးစရာတော့သွားကြည့်လိုက်เนาะအဲ့တော့ UNG နဲ့ PSV နဲ့ level 2လောက်ပြန်ပြီးတော့ Belgian League နဲ့ Netherlands League အရင် different ဖြစ်နေတဲ့ league တွေမဟုတ်ဘူး။အရင် level กว่าနေတဲ့ခေါင်းတလုံးกว่าနေတဲ့ league တွေမဟုတ်ဘူး။သူတို့တွေ level အတူတူ merit league တွေဖြစ်ပါတယ်။အဲ့တော့ Inter Milan လက်ရှိမှာတလုံး65ပြားနိုင်လို့ခြေတန်းကဒါ Napoli တဲ့ဆိုင်ကြီးရဲတင်းပေးရတယ်။အဲ့တော့ကျွန်တော်ဒီဘက်က Inter Milan ကြိုက်တယ်။ဂိုးပေါင်းကတော့နှလုံး65ပြားရှုံးဒီပွဲကဂိုးပေါင်းအပေါ်တက်ဖို့တော့ခက်တယ်နော်ကိုပေါင်းပေါ်တက်ဖို့တော့ခက်တယ်ဘာလို့အင်တာမီလန်ဝေကွင်းလို့ရရင်မတွင်အေဂျက်တုံးကလည်းသူသူးသီးလောက်နေပဲသူရက်သွားတာ တော့ဒီဘွဲမှာလည်းကျွန်တော်အင်တာကြိုက်တယ်ဂိုးပေါင်းအောက်ကြိုက်ပါတယ်နော်ပြီးတော့အင်တာကတခုရှိရပြသူလက်ရှိမှာကန်နေရပွဲတွေကနည်းနည်းလေးပွဲချောင်နေရပြတည်လားဟိုချန်ပီယံလိမှာသူဆက်လာချင်းမှာဗာနဲ့တွေ့လဲဆိုတော့ခဏလေးနော်ခဏလေးပါအီဂျက်ကိုသူ2စီးနဲ့နိုင်ဒုတိယပွဲမှာဆလာဘီယာပရာဟော3စီးနဲ့နိုင်တယ်အဲ့ဒီနှစ်ကြိမ်ဆိုကျွန်တော်အင်တာကိုပြီးခဲ့တယ်နော်ဒုတိယတတိယပွဲအခုလာပြီးရွေးချယ်နေနော်အင်တာမီလန်ပွဲချောင်တယ်နောက်နောက်လာပွဲကြီးကြာသူနည်းနည်းလေးကျက်ပြီ နော် နောက်လာမယ့်ပွဲဒီခါရက်ပွဲနေလေးမှာခါရက် MRD ပြီးလို့ချင်းသူနောက်လာမယ့်ပွဲဒီမှာအတင်းကြီးပါလာကြတော့ဒီပွဲချောင်းနေတဲ့အချိန်မှာသူ့အနေနဲ့ဒါနီးပြရှိဘူးအနေနဲ့ဒါဘယ်လိုပြောမလဲဒီအမှတ်ကြီးရအောင်ယူထားမယ်လေကျွန်တော်ယူစားတယ်ပေါ့နော်ပြီးလို့ချင်းသူနောက်လာမယ့်ပွဲစဉ်ကနာပိုလီရောဝေခွင်းအော်နာပိုလီရောအင်တာမီလန်လက်ရှိမှာတော့ပွဲကျက်နေအနေနဲ့သလုံးချန်ပီယံလိအဝေခွင်းတွက်ကန်နေရအနေထားတော့ဖြစ်တယ်ပေါ့နော်အော်ဒီပွဲမှာကျွန်တော်အင်တာမီလန်ကြိုက်တယ်ဂူပေါင်းအောက်ကြိုက်ပါတယ်နော်နောက်တစ်ပွဲကလီဗာကူစင်နဲ့ PSG အဲဒီပွဲကတော့ကျွန်တော် body မရွေးတော့ပါ body အန်ဒီများလို့ကိုပေါင်းအပေါ်ကြိုက်ပါ body ဘာကြောင့်အန်ဒီများလဲဆိုပုံမှန်ဆိုတော့ကျွန်တော် PSG ကိုရွေးမလို့ဒါ PSG နှစ်ပွဲဆက်တက်ကြီးနှစ်ပွဲဆက်ကြီးဟိုကြီးအောင်ပါမလားပေါ့နော်ဘာကြောင့်လဲဆိုတော့ဘာကာလိုအသင်းမျိုးလည်းသူတူဝမ်းနဲ့သူတို့ကြီးအောင်ခဲ့ပြီးပြီအခုလဲဒါဂျာမန်ကြီးမှလာပြီးတော့ဒါလက်ရှိ ဒီလီဗာကိုစင်းအရင်ခေါင်မကောင်းသေးဘူးဆိုတော့သူကြီးအောင်နိုင်ကြီးအရင်များတယ်ဟိုလူတွေလည်း PSG ကိုကြိုက်နိုင်ကြီးအရင်များ PSG လူနာတွေများနေသည့်တိုင်အောင်မှဒီလီဗာကိုနဲ့ကောင်းတဲ့ခြေလှမ်းတစ်ခုပိုင်ဆိုင်ထားသေးတဲ့အနေထားဆိုတော့ဟိုကြည့်ရမယ်ဆိုရင်တော့ဒီနောက်ဆုံးပွဲဒီမှာသူတို့လူတွေခြံထားတဲ့ပုံစံကိုကြည့်ရဒီနေ့ PSG ကတကယ်ကံမဲ့ပုံစံအဲ့တော့ PSG လည်းဂိုးရမှာပဲလီဗာကိုစင်းလည်းအိမ်ငင်းဖြစ်တဲ့အတွက်ဒါတိုက်စစ်ကဖွင့်ဆော့မှာဆိုဂိုးရမှာအဲ့တော့ဒီပွဲက1-1နဲ့စကြည့်ရမယ်ဂိုးပေါင်းကြီးရလည်းပြင်းတယ် တော်လုံး10ပြားရှုံး15ပြားရှုံးဆိုကျွန်တော်ဒီပွဲမှာကိုပေါင်းပေါ်တစ်ချောင်းနဲ့ကြိုက်ဘော်ဒီကိုတော့ဒါ PSG နိုင်သွားတဲ့တကူတာဆိုတော့ကျွန်တော်ပြား30ရင်းနိုင်နေဆိုတော့အင်ရှင်လက်ပါဘူးတင်နေပေါ့နော်အပြား30တော့ရရင်ပြောမယ်ဆိုတော့ PSG body နေဒါပေမဲ့တေးတပေါက်တော့ကြာဟို PSG နေမယ်ဆိုရင်တေးကြာဝိုင်းကျွန်တော်အပြည့်ကုန်မှာဖြစ်တယ် body ကနည်းနည်းလေးကျွန်တော်တို့အတွက် risk take လောက်ရမယ့်အနေအထားရှိတယ်အဲ့တော့ကျွန်တော်ဒီဘက်မှာ9ဘောင်းအပေါ်ကြိုက်တယ်1 2 2 2 3 2 3 1ဒီလိုပုံစံနဲ့လာမယ်ဆိုတော့ကျွန်တော် PSG ဘက်9ဘောင်းအပေါ်ကြိုက်တယ် PSG မဟုတ်ရင်တော့ရှေ့မှာဘာကန်နဲ့ပွဲချင်းမအောင်ထားဘူးဆိုတော့ကျွန်တော်ဒီဘက်မှာ PSG body ရွေးဖို့ဒါအစီအစဉ်ရှိရပါတော့ဒါမဲ့နည်းနည်းလေးအန်တီများတဲ့ body ကိုလက်ဆောင်ခြင်းနဲ့9ဘောင်းအပေါ်ပဲရွေးပေးခြင်းပါတယ်နောက်တစ်ပွဲက Copenhagen နဲ့ Dortmund Dortmund ကတလုံးကို65ပြားနိုင်နော်တလုံး65ပြားနဲ့၃လုံးကို60နိုင်ပေးနေပါတယ် စတဲ့ကြီးကတလုံးစတဲ့ကြီး level 80ရှုံးမဲ့ပြီးခဲ့ရပါတော့။တလုံး80 level 80တလုံးခုတလုံး60တလုံး60အဲလိုပုံစံလေးဖြစ်နေရဲ့။အော်ကိုဘီဟေဂင်ဒိမ့်မက်ကလပ်ကတော့သူတို့ပထမဆုံးအင်ဝင်ပွဲစဉ်မှာလည်းသူတို့ဟိုဟာနဲ့တွေ့ခဲ့တယ်လီဗာကူဇင်နဲ့သူတို့ကန်ခဲ့ရတယ်တူတူတည်ကြတယ်။အခုဒုတိယပွဲစဉ်ကလည်းဂျာမနီကလပ်ဖြစ်တဲ့ဒေါ်မွန်နဲ့ထပ်တွေ့။အော်သူတို့ကဂျာမနီကလပ်တင်နဲ့ဒါဟိုဟာဖြစ်နေရခဏခဏတွေ့နေတဲ့သဘောဖြစ်နေပါတော့ဖူးစာဘက်လို့ဖြစ်နေရ။အော်အဲ့တော့အဲ့တော့ကျွန်တော်ဒေါ်မွန်က ဒေါမွန် DJ ပေးတာမှန်လားဗောနော်ဒီပါကူစင်တုန်းက level 30ချုံ၄လက်ချုံပဲပေးခဲ့တာဗျာနှလုံး90ချုံပေးခဲ့ပြီးတော့ကိုပေါင်းကြီးနုနုလေးနဲ့တူတူဖြစ်သွားတယ်ဗောနော်အဲ့တော့ကျွန်တော်လီဗာကူစင်ကိုမကြိုက်ဘူးကိုပေကင်ကြိုက်ခဲ့တယ်အဲ့တော့ body တော့မှန်တယ်ကိုပေါင်းကအောက်ပဲကြိုက်တော့မှားသွားတယ်ဗောနော်အဲ့တော့ဒေါမွန်ကလက်ရှိတလုံး80နိုင်60နိုင်ဆိုတော့အဲလီဗာကူနေတဲ့ထိုင်တော့ဒေါမွန်ပြီးရဲ့ကြီးတန်းကတော့နည်းနည်းလေး ိုပြီးတော့ရဲတင်းရှိနေတယ်။လက်ရှိအမတ်ပေးဂျာမန်ဘွန်ဒက်လီကာအမတ်ပေးစရာကိုကြည့်မယ်ဆိုလီဗာပူးတင်နဲ့ဒေါ်မွန်ဒီအပေါ်အောက်လေးပဲရက်တည်နေတယ်။ဒါပေမဲ့အတင်းကြီးဒီ level တစ်ခုရကြည့်မယ်ဆိုဂျာမန်မှာဆိုတော့ကျွန်တော်ဘိုင်ယန်နဲ့ဒေါ်မွန်ကတော့ဒါ class တစ်ခုပို့ပြီးရရှိရဲ့အတင်းပေါ့နော်။အောက်မှာဆိုတော့ live play လို့လီဗာပူးစင်လို့ front back လို့ဒီလိုမျိုးကြီးတွားတာပေါ့။အဲ့တော့လီဗာပူးစင်ကတော့ပို့ပြီးတော့ဂျီတန်းပို့ပေးရမှာဆိုတော့မှန်တော့မှန်ကန်။အဲ့ဂျီတန်းရတော့မှန်ကန်မှုရှိတယ်။အော်ဒီနေ့သားမှာကျွန်တော်ဂူပေါင်းကြီးရောကြီးလိုက်တဲ့အခါဂူပေါင်းကြီး360နိုင်က အဲလီဗာပူးစင်ဒေါ်မွန်ရဲ့ဂျီတန်တခုတော့မဟုတ်နေဒေါ်မွန်ကအဝေးကွင်းဆိုရွှေချောင်းနေနေနဲ့လုံနေတယ်ပေါ့နော်အဲဘော်ဒီဂျီတန်လည်းအရင်မပြင်းရှာဘူးဂိုးပေါင်းကြီးလည်းမြင်ရဒါပေမဲ့သူကဂျီးတည်တော့အောင်းနေကျွန်တော်အဲ့ဒါကိုတိတ်ပြီးတော့သဘောမကျဘူးပေါ့နော် အော်ဒီအနေထားမှာကျွန်တော်ကိုပင်ဟေဂင်ကိုယူလို့ကောင်းပါမလားပေါ့နော်ကျွန်တော် ကတော့ဒိမက်ကလပ်ဒီရဲ့ဟန်ပေါ့နော်ကစားဟန်အင်ကွင်းကစားဟန်အင်ကွင်းပိတ်တဲ့ weight လေးကိုကျွန်တော်ပို့ပြီးတော့နှက်တက်တယ်အဲဒေါ်မွန်နေနဲ့ဒါဘိုင်ယန်မြူနစ်ကိုလည်းအဝေးကွင်းမှာသွားပြီးရှုံးထားတဲ့အချိန်ရှိနေတယ်ဒီနေ့လည်းအဝေးကွင်းအဝေးတူဝေးထွက်ကန်ရမယ့်အနေထားမှာအဲပွဲအနေငယ်လေးပန်းကောင်းပန်းမယ်ပေါ့နော်အော်ကျွန်တော်ဒီအနေထားမှာကိုပင်ဟေဂင်အင်ရှင်ဘော်ဒီလေးပဲကျွန်တော်ယူခြင်းတယ်ကိုပင်ဟေဂင်မရှုံးလောက်ဘူးလို့ကျွန်တော်တွေးရပါတော့ဟိုတေလောက်တော့အနေဆုံးရအောင်ခံပြီးတော့ ကစားလာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပြီးတော့သူတို့ရှေ့မှာနှစ်ပွဲကန်ထားတဲ့အနေအထားမှာတပွဲတည်တပွဲရှုံးသူတို့နေရမှတ်ကလိုအပ်နေတဲ့အနေအထားပေါ့နော်အဲ့တော့ဒီအနေအထားမှာကျွန်တော်အင်ရှင်ကိုပီဟေဂင်ကြိုက်တယ်ပြီးတော့ဂိုပေါင်းအောက်ကြိုက်ပါတယ်နော်ဂိုပေါင်းအောက်ကတော့နည်းနည်းလေးတော့ risk တော့များမယ်။ဘာကြောင့်လဲဆိုတော့ဂျာမန် ကလပ်ဖြစ်နေတယ်ပေါ့နော်ဂျာမန်ကလပ်တွေကိုဂိုးပေါင်းအောင်ပေးရတာနည်းနည်းလေးအန်ဒီအများလို့ပါဒါပေမဲ့ကျွန်တော်ဂိုးပေါင်းအောင်ပဲကြိုက်တယ်ဂိုးပေါ်လီမဲ့ဂိုးပေါ်ယူជីဒီជីတန်းရဂိုးပေါ်ယူကျွန်တော်မကြိုက်ဘူးပေါ့ဂိုးပဟေကင်ကအတင်းကြီးနဲ့ကန်တဲ့ခါမှာသူကအရင်စပြီးတည်ပြီးတော့ open play ကစားမှာမဟုတ်ဘူးကောင်းတာချောင်းလုံးပဲလောက်မှာပေါ့နော်ဒေါ်မွန်အနေနဲ့တိုက်စစ်ဆင်တော်သူတို့ဒါခုခံကစားပြီးတော့ရတဲ့အခွင့်အရေးကိုပဲအသုံးချမှာဆိုတော့ဂိုးပေါ်တက်ဖို့နည်းနည်းလေးခက်မယ်လို့ယူဆပါတယ်အဲ့တော့ကိုပင်ဟေဂင်နဲ့ဂိုးပေါင်းအောက်လေးပဲကျွန်တော်ကြိုက်ပါတယ်နော် ကဲမိနစ်ကတော့23မိနစ်ကျော်ပါပြီเนาะအဲ့တော့ချန်ပီယံလိရတာကိုးပွဲဆိုနည်းနည်းလေးလည်းပွဲများတယ်ပေါ့เนาะပြောစရာရဒီချက်ပို့ပြီးတော့အများကြီးဒါတော့ကျွန်တော်ချုံလာတာအများကြီးချုံလာတာဟိုပြောစရာအများကြီးခြေနှင်းတွေလိုက်ညှိပြစရာအများကြီးရှိရနူးကဆဲနဲ့ချဲစီဒါလိုက်ညှိစရာအများကြီးရှိရဒါအများကြီးပဲပေါ့เนาะဒါပေမဲ့ကျွန်တော်လိုရင်းတူရှင်တော့မြန်မြန်တော့ထည့်ပြီးပြောပြပေးထားတယ်။အော်ဒီနေ့တော့ကျွန်တော်တို့ဒါ member test 3ကွက်ပေးပါမယ်။ပြီးရင် fit ID တစ်ကွက်ချပေးပါမယ်နော်။အော်ဒီနေ့တော့ member တွေကိုဟိုအပေါင်းပြအောင်ကျွန်တော်စူးစမ်းပေးပါမယ်နော်။ ဟောတင်းငွေနေတော့အဆင်ပြေနေဒါမနေ့ကတော့တကွက်တည်းပြီးတကွက်ပြီးရတကွက်လုံးဝအပြည့်ကျသွားတယ်ကြွယ်ဒါဟိုပြန်ပြီးတော့ပြန်ယူပေးရမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီနေ့တော့ဒီလောက်ပဲကျွန်တော်မလဖန်ညချန်မန်လေးညမှာကျွန်တော်ပြန်တွေ့မယ်ကျွန်တော်ရဲ့ Viber Channel တိုင်းရင် Channel မှာ Fit တွေလာမယ်မောင်းတွေလာမယ် Wine Spec ကုတ်တွေလာပါမယ်အဲ့တော့ခဏနေကျွန်တော်အားလုံးပြန်တွေ့မယ်ဗီဒီယိုတင်ပြရကြတော့အားလုံးပြန်တွေ့ပါမယ်အဲ့တော့မ join တဲ့ညီကိုရရှိရင်လည်းအခုမှဒီဗီဒီယိုလာကြည့်ရညီကိုရရှိရင်လည်းဒါကျွန်တော်ရဲ့ Viber Channel တိုင်းရင် Channel comment မှာ link လေးချပေးထားတယ် add just link join လို့ရပါတယ်เนาะ Okay အားလုံးအဆုံးထိကြည့်ကြည့်ပြကြရတဲ့ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးချန်ပီယံလိပထမဆုံးညမှာဒါအပေါင်းအများများကြကြပါစေလို့ကျွန်တော်ဆုမကောင်တောင်းပန်နေတဲ့နှုတ်ဆက်ပါတယ်။အားလုံးမင်္ဂလာရှိသောညချမ်းလေးဖြစ်ပါစေ။အားလုံးဂွန်းလိုက်ပါအားလုံးဂွန်းလက်ပါခင်ဗျာ။